ုခင်မှာယောက်ျားလေးတွေမမလုံးကြုံတော့ဘူးဆိုတဲ့စကားကရည်စရာပဲဖြစ်နေမလားဒါမှမဟုတ်ကျွန်တော်တို့လူဖွဲ့စည်းမှာတကယ်ပဲဖြစ်နေခဲ့တာလားဟုတ်ကဲ့မင်္ဂလာပါပရိသတ်ကြီးဒီနေ့မှာတော့ညစ်ပတ်နေတဲ့ရေတွင်းတွင်းနဲ့ကိုခုံဆင်းသွားသလိုမျိုးထိုင်းနိုင်ငံရဲ့မောင်မိုက်တဲ့မြောက်ကဘာကနေထွက်ပေါက်လာတဲ့ဒီသတင်းကကျွန်တော်တို့အားလုံးကိုတုန်လှုပ်စေခဲ့ပါတယ်အခုခင်မယောက်ျားလေးတွေမှမလုံးကြုံတော့ဘူးဆိုတဲ့ဇာတ်ဟာတည့်ရတာမဟုတ်ပဲတကယ်ကိုတတိပေးခေါင်းလောင်းတန်တစ်ခုလို့ဖြစ်နေပါဗါး2025ခုနှစ် ပြီးခဲ့တဲ့နိုဝင်ဘာလ2ရက်ည7:00နာရီနေရာကတော့ဘန်ကောက်ပုံမှန်အဖြစ်အနားယူကြမဲ့ဒီလိုအချိန်မှာထိုင်းရဲတပ်ဖွဲ့ကပုံမှန်မဟုတ်တဲ့စူဝေးမှုတစ်ခုကိုဖော်ထုတ်ခဲ့ပါတယ်။အဲဒီနေရာမှာမူရစ်ဆေးတုံးဆွဲရင်ရေတွင်တူနေတယ်လို့ယူဆရတဲ့လူပေါင်း29ဦးကိုဖမ်းဆီးရမိခဲ့ပါတယ်။၂၈ဦးကထိုင်းနိုင်ငံသားတွေဖြစ်ပြီးတအူးကတော့ဖိလစ်ပိုင်နိုင်ငံသားဖြစ်ပါတယ်။ ီလိုရေတွင်းတူးတဲ့နေရာမှာနိုင်ငံခြားသားတအုပ်ပါဝင်နေတာကိုကြည့်အလုသမားကွန်ရက်ထဲကိုမူရစ်စေဝါရီဘလောက်တိထိုးသွင်းဝင်ရောက်နေပြီလဲဆိုတာကိုခံမှန်းယူဆလို့ရပါတယ်ဒီအမှုရဲ့အစိုးဆုံးအပိုင်းကတော့ဖန်စီခံရသူတွေက29ဦးထဲက4ဦးဟာဒီလိုစုဝေးပြီးမူရင်စေးတုံးဆွဲဖို့စီစဉ်ပေးတဲ့အဓိကအကျိုးကင်သူတွေဖြစ်နေပါဗျ။ဘိုးဘီဆိုရတာကသူတို့ဟာရခင်ကလည်းမူရင်စေးမှုနဲ့ဖန်စီခံခဲ့ရဖူးတဲ့အရာသဝင်ရှိသူတွေဖြစ်နေတာပါ။ဒါဟာ ရွံ့ရမှုရေးစေးတုံးဆွဲမှုမဟုတ်ပဲအလုံသမားသူကိုပြစ်မှတ်ထားတဲ့ကွန်ရက်တစ်ခုကိုလှုပ်ဆောင်မှုဖြစ်နေပါတယ်။ရဲတပ်ဖွဲ့ကဒိန်းစီယာမီတဲ့ပြည်စည်းစင်းရင်ကိုကြည့်ရင်ဒီစုဝေးပွဲရဲ့ရည်ရွယ်ချက်ကိုပိုပြီးရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။လူသားတအုပ်ရဲ့အရှက်တရားနဲ့ဂျမ်းမာရေးကိုထိခိုက်စေတဲ့ပစ္စည်းတွေပါဝင်နေပါတယ်။ဘာတွေတွေ့ရလဲဆိုတော့အကြီးအကျယ်သုံးပြပြီးသားဈေးထိုးအပ်တွေအားဖြည့်စေဘိုင်ယာဂရာဆိုဝါနာခြင်းမှုတတ်တာစင်းနဲ့သုံးပြီးသားကုန်လုံးများ ပရိသတ်ကြီးစဉ်းစားကြည့်ပါရေတွင်တူးတဲ့အလုံချမ်းသမားတွေဟာဘာကြောင့်ဒီလိုအန္တရာယ်များတဲ့မူရစေဝါတွေနောက်ဆက်တွဲပြင်းထန်တဲ့စေဝါတွေကိုပါတပြိုင်နက်တည်းသုံးစွန်းနေကြတာလေဒါဟာသူတို့ရဲ့ပင်မနွေးလမှုကိုရာအဖြေဖျောက်ဖို့ရာဘာလိုဆေးလိုမိခိုရာကနေ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်လင်ပိုင်းဆိုင်ရာရမတ်တွေအတွက်ပိုမိုပြင်းထန်တဲ့ဆေးတွေလင်ပိုင်းဆိုင်ရာအလွဲသုံးစားလုပ်တဲ့ပတ်ဝန်းကျင်တွေကိုနစ်မြုပ်သွားတာကိုပြသနေပါတယ် ဒါကအလौဒမဘဝရဲ့စိတ်ဖြည့်ဆည်းမှုတွေကိုမူရင်းစေဝါနဲ့ဖြည့်ရှင်ဖို့ကြိုးစားရကနေကိုခန္ဓာနဲ့စိတ်တက်ပျက်စီးစေတဲ့အဆင့်ထိကိုရောက်ရှိသွားတာပဲဖြစ်ပါတယ်ဒီတဲ့ဟာမူရည်စေပြတနာတွေမကလူဖွဲ့စည်းရဲ့ဂျမ်းမာရေးစိန်ခုံမှုတရက်ကိုပါမိမောင်းထိုးပြနေခဲ့ပါတယ်အတုံးပြူပြီးသားစေထုအပ်တွေစွန့်ပစ်ကွန်ဒုံးတွေဟာအသေးအောင်သဝ BC နဲ့ HIV AIDS နဲ့ အခြားသောလင်မတဆင့်ကူးစက်နိုင်တဲ့ယောဂပြန်ပွားဖို့အလွန်ကြောက်စရာကောင်းတဲ့အခြေအနေကိုဖန်တီးပေးနေပါတယ်။အဲ့ဒီ29ဦးလုံးဟာသူတို့ကိုယ်တိုင်ရောသူတို့ရဲ့မိသားစုနဲ့အပေါင်းအသင်းတွေကိုပါကျန်းမာရေးအန္တရာယ်ကြီးမားတဲ့ပတ်ဝန်းကျင်ထဲကိုဆွဲသွင်းနေတာပဲဖြစ်ပါတယ်။ဒီဖြစ်ရဟာတိုင်းနိုင်ငံရဲ့မူရစ်စေဝါတိုက်ဖျက်ရေးစီမံကိန်းများကိုပါမေးခွန်းထုတ်စရာဖြစ်နေပါတယ်။အစိုးရအနေနဲ့မူရစ်စေဝါမရှိရောင်းချသူမရှိ no dress no delia ဆိုပြီးတိုက်ဖျက်နေပေမဲ့ မြေအောင်ကွန်ရက်တွေကအလौကျန်းသမားတွေဝင်ငွေနှဲပါစုတွေကိုပြင်မှတ်ထားပြီးဈေးတွေဖန်ပြနေစေပဲဆိုတာထင်ရှားနေပါတယ်။ဖန်မိထားတဲ့လေယူကိုတရားစွဲဆိုတာထက်သူတို့ရဲ့နောက်ွယ်ကအကြီးစားခွင့်ဆက်တွေနဲ့ငွေကြေးစည်းစိမ်မှုကိုဖျက်တောက်နိုင်ဖို့ကအဓိကကြပါတယ်။ဒီဘန်ကောက်ကတဲ့င်းဟာကျွန်တော်တို့အားလုံးအတွက်တတိပေးချက်တစ်ခုပါ။ ဘူရင်စေဝါဆိုတာလူမျိုးအလောက်က နေရာဒေသမရွေးပဲဘသူကမစိုးဖြက်စည်းနိုင်ပါတယ်ကို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 ရဲ့တာသမီမောင်နှမတွေကိုဒီလိုအလျင်မျိုးကနေကာကွယ်ဖို့အတွက်ကျွန်တော်တို့ပါဝင်ခြင်းမှာဒီလိုမျိုးတန်တရားဖြစ်ဖွယ်ရအခြေအနေတွေဇူဝဲမှုတွေတွေ့ရှိခဲ့ရင်မကြောက်မရွံ့ပဲတက်ဆိုင်ရအနာပိုင်းတွေကိုအချိန်ပေးတိပေးဖို့တိုက်တွန်းခြင်းပါတယ်ပရိသတ်ကြီးအနေနဲ့လည်းဒီလိုစိတ်မချမ်းမြေ့စရာသတင်းနဲ့ပတ်သက်ပြီးတင်းရဲ့ထင်မြင်ယူဆချက်ကိုကောမန့်မှမျှဝေခဲ့ပါဘူး ဒီကွန်ရက်ကိုဘလို့မျိုးအမြင့်ဖြတ်တဲ့လဲမူရင်စေဝါ30စုတွေကိုဘလို့ပုံမှန်ထိရောက်စွာကူတာပေးနိုင်မလဲကျွန်တော်ရဲ့ channel ကနေထိုင်းနိုင်ငံရဲ့နောက်ဆုံးရသတင်းများနဲ့လူမှုရေးရာခွဲခြားစိတ်ပြမှုများကိုဆက်လက်တင်ဆက်ပေးသွားမှာမို့ subscribe လုပ်ပြီးဘေးနားကခေါင်းလောင်းလေးကိုနှိပ်သွားဖို့မမေ့ခဲ့ကြပါနဲ့ခင်ဗျာအားလုံးလုံခြုံကျန်းမာကြပါစေ